ဗင်နီဇွဲလားနိုင်ငံရဲ့လေပိုင်းနဲ့ပြိမဲ့အကြောင်းမကြေညာခင်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကိုတယ်လီဖုန်းနဲ့ချက်သွယ်စကားပြောပြီးယာရုကချက်ချင်းစင်ပြီးတမ်းပြေကထွက်သွားဖို့ယာသတံပေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကိုကိုးကားပြီးမိုင်ယာမီဟာရက်သတင်းမှာနိုဝင်ဘာလ30ရက်နေ့ကဖော်ပြပါတယ်။အဲ့ဒီနိုဝင်ဘာ30ရက်တနင်္ဂနွေနေ့မှာပဲ Air Force 1ပေါ်မှာသတင်းတောက်တူကသမ္မတမာဒူရိုနဲ့စကားပြောခဲ့တာဟုတ်မဟုတ်မေးတာမှာတော့ပြောပြခဲ့တာမှန်ကြောင်းသမ္မတထရမ့်ကအတည်ပြုပေမဲ့ ကြံတာထပ်ဖြေဖို့ညှင်းဆိုခဲ့ပါတယ် The New York Times reported that you had a phone call with Maduro did you uh, I don't want to comment on it the answer is yes And can you tell us a little bit no, about No I can't it? do that What did you say what did you say you would you say it went well I would say it went well Miami Harris ကသူတို့နှစ်ယောက်ဘယ်နေ့မှာပြောခဲ့တယ်ဆိုတာကိုအတိအကျဖော်ပြမှထားပဲနိုဝင်ဘာ16ရက်သတင်းပတ်မှာပြောခဲ့တာလို့သာရေးထားပါတယ်။သူနဲ့မိသားစုအသက်ရှင်ရဲ့ဆက်ရှိနေခြင်းရင်ချက်ချင်းယာရုကဆင်ပေ သူတို့မိသားစုတန်းပြေကအေးချမ်းစွာထွက်ခွာခွင့်ရအောင်စီစဉ်ပေးမယ်။စင်မပေးဘူးဆိုရင်တော့နောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရမယ်လို့တမရထရန့်ကနောက်ဆုံးသတိပေးစကားပြောခဲ့တယ်လို့ဆိုပါရယ်။တမရမှာသူတို့ကလည်းတမရထရန့်ထံအချက်နှစ်ချက်ပြန်တင်ပြခဲ့တာမှာပထမတစ်ချက်ကဗင်နီဇွဲလားစစ်တပ်ကိုဆက်ပြီးထိန်းချုပ်ခွင့်ပေးရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာနဲ့ဒုတိယအချက်ကတော့သူကျူးလွန်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့ပြစ်မှုအလုံးကိုတကဘာလုံးကအေးမီပါဘူးဆိုတော့ Global Amnesty လူငင်းချမ်းသာခွင့်ပေးရမယ်ဆိုတာတို့ဖြစ်ပါတယ်။တမရထရမ်ကတောင်းဆိုချက်နှစ်ခုစလုံးကိုချက်ချင်းညှင်းဆန်လိုက်တယ်လို့ဆိုပါတယ်။ဗင်နီဇွဲလာအနေနဲ့အမေရိကန်ကိုစစ်အင်အားချင်းဘလို့မှမရှင်းနိုင်တာတော့သိကြပါတယ်။တရုတ်နဲ့ရုရှားကထောက်ခံနေကူညီမယ်ဆိုတာကလည်းအဝေးကြီးမှမို့တကယ်တမ်းတိုက်ကြပြီဆိုရင်သူတို့လာချင်းတောင်ရလိုက်မယ်မထင်ပါဘူး။အဲ့ဒီလိုသူတို့နှုတ်ဖုံးတဲ့စကားပြောပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့မှာဗင်နီဇွဲလားလေပိုင်နဲ့အားလုံးကိုပိတ်လိုက်ပြီးဖြစ်ကြောင်းတမရထရမ့်ကကြေညာခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ